ခေါင်းတည်းတယောက်တည်းတည်အောင်ခေါင်းတည်နော်ငယ်ငယ်လေးနေတာလူ့ကိုကောင်းတယ်မပြောချင်လို့ပြမကနေတာဘာမှမပြောချင်လို့အခုပြီးဆုံးပြီးတော့ခန်းထဲမှာငယ်ငယ်လေးနေရတာမှဒါဘာလို့လို့လဲလေလူနေနေဘာလို့လို့ဆိုတော့ကျွန်တော်ပြောနေတယ်ငယ်ငယ်နေတယ်ပြေးဟာနော်ပြောနောက်ဆုံးခွေဒီနောက်ဆုံးခွေကိုထည့်ပြီးကျုပ်ချိုးပေါက်ရဲဆိုလို့ရင်ကျုပ်ကြိုက်တာလို့လို့ရတယ်ဘယ်လိုလို့လို့အင်းတော့ဒီပေါက်ပြင်းနေဆိုတော့ကျွန်တော်တို့ယောက်ျားတွေပဲပေါက်ပြင်းနေကြတာမဟုတ်ပါဘူးဗျာနော် ကိုမလင်းကြီးငုတ်တုတ်ရှိရတဲ့နဲ့သားကြီးသမီးကြီးတွေရှိပါလေနဲ့လင်းငယ်နဲ့ခိုးစားနေကြတဲ့ဖောက်ပြင်နေကြတဲ့အိမ်တော်တွေမိန်းမတွေလည်းအတော်များများကိုရှိပါလေဗျအဲ့လိုမိန်းမတွေနဲ့သူတို့ဖောက်ပြင်နေတာကိုပက်ပင်းတိုးတဲ့အခါမှာသူတို့ဘယ်လိုတုံ့ပြန်ခြေပါကြလဲဘယ်လိုမျိုးခရီးတွေပေးကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဘဝအတွေ့အကြုံယူဖို့သင်ခန်းစာယူဖို့ VM လို့တည်ခင်မှာကျွန်တော်အားလုံးသူတို့ဖောက်ပြန်ခဲ့တဲ့ဗီဒီယိုတွေပက်ပင်းတိုးခဲ့တဲ့ဗီဒီယိုတွေကိုအတူတူ

ါတို့ကိစ္စနဲ့ငါတို့တဲ့နော်ရေငယ်နဲ့နေရာထဲမီးပိတ်ပြီးတော့နေနေတာကိုငါတို့ကိစ္စနဲ့ငါတို့တဲ့နော်ပြောပုံကတော့နော်တခုကလူလူဟစ်လူနော်ငါဖလောင်းကပြောင်းပြန်ပြန်ပြီးတော့ပြောနေတာပြန်နော်ခါးကြီးထောက်ပြီးတော့ကိုပြောနေတာနော်လုံးဝကြောက်စရာပဲနော် ါတို့ကငါတို့ကိစ္စရှိလို့တယ်လူတွေလွတ်လွတ်လို့မလွတ်လွတ်တယ်ဟာပြောပုံကတော့နော်လုံးဝမယိုင်းတယ် ငငယ်နဲ့နေနေဘယ်လိုပဲနေနေတယ်နော်ပြောပုံကလုံးဝမရိုင်းနေတာနော်ချောက်ချာပဲကိုနေနေတယ်ဟိုးအိမ်တော်နေဘွားကလည်းဖောက်ပြန်နေမိမှဖောက်ပြန်နေယောက်ျားနဲ့တွေ့ပြီဆိုရင်တော့နော်ခေါင်းမီးတောက်ပြီစိတ်ကြီးရပြီစိတ်ရှုပ်ရပြီပဲဗျာနော်စီပွားရေးတူတက်အောင်မြင်ဖို့ကြိုးရှင်ချမ်းမြေ့ဖို့လုံးဝမလွယ်ဘူးဗျာနော်အဲ့တော့ဒီမိမှဆိုရင်လည်းဒါ ကွာကွာမပဲတဲ့တော့ကွန်ပြီးမဲ့အချိန်လေးမြန်စောင့်မအောင်လားဗျာတနစိတ်ကငဲတဲ့ရောက်ဘူးတော့နော်မကွာရမကွဲရစီပဲနဲ့ဘလူနေနေပဲနေပါလေကက်ကက်လန်အောင်ဖလောင်းကပြောင်းပြန်ပြန်ပြီးတော့တခູ່ကလူလူဖြစ်ပြီးတော့ပြောနေတာဗျာနော်တော်တော်ကိုကြောက်စရာကောင်းတယ်အဲ့လိုမိမနဲ့တွေ့တော့ဘဝကသွားပြီဗျာနော်အဲ့ကြတော့အကေယောက်ျားကလားမကွာသေးရင်အခုလိုမျိုးလုံနေတယ်ဆိုရင်ဒါတလင်းတမားမှုနဲ့လုံးဝတရားဆွဲလို့ရတယ်နော်ခုနောက်ထပ်တယောက်ထပ်ပြီးတော့ကြည့်ကြည့်ကြအောင်မသူကတော့ဂရီတွေဘလို့အထက်ထပ်ပေးနေလေပေါ့ဗျာ 他拿手绘，他拿手绘又太就粗犷也是不行，就再加弄不来，可能漏了。可能嘛，今年比如呗，就就可能漏了，他拿手绘又，比，可能别人拿手绘又比就可能太比了，可能没再加弄点水，再加弄不来。 ညနေချူလေးနဲ့နော်အချူတက်ပြီးတော့ယောက်ျားကိုစီယုံကြီးလှုပ်နေတာဂရီတွေပေးပြီးတော့စီယုံကြီးပြန်လှုပ်နေတာနော်လက်ရှိယောက်ျားကြီးနဲ့လည်းမကွဲနိုင်မကွာနိုင်ဘူးလင်ငယ်နဲ့လည်းခိုးစားနေတယ်ဖောက်ပြန်နေတယ်နော်လုံးဝနော်ကြောက်เสียပဲနော်ခင်လှုပ်ချင်တယ်လို့လောက်ကခင်မင်းအမလည်းမပြောတော့ဘူးအမကမှထားလို့ရစုံဖြစ်ဟုတ်ကဲ့ထားမိလို့ဆိုရင် စီရဲ့တန်တဲ့စာရင်းကောင်းတယ်ကိုယ်ကဘာလို့လဲလို့ဘာတရားလားသမီးနာမတရားမတရားဘာတရားလို့တော့ဘာလို့တရားအဲ့လိုမျိုးတရားရတဲ့နေလေခင်ဗျာဒီတိုင်းနေလိုက်တော့မနေနေရနေဘယ်သူလဲကလည်းနေမှာမဟုတ်ပါခင်ဗျာကိုယ်တိုင်လည်းမနေချင်မနေနဲ့ထပ်ပြီးဒီခွင့်ရေးကိုဒါဆောင်ဆုံးခွင့်ရေးခင်ဗျာကိုတောင်းဆိုပါပါဒီနောက်ဆုံးဒါနောက်ဆုံးခွင့်ရေးပဲထပ်ပြီးပေတော့ ေတော့ခမတာမလုပ်တော့ဘူး။ဒီခိုင်တဲ့ကိချိုးနေတယ်။အဲအလုံးနေတယ်။ဟုတ်တယ်ရိုးနေပြီရိုးနေပြီ။ဟုတ်ပြီကအလုံးလေးယူနေတဲ့ခွေတက်ပြီးတော့တောင်းတာလေ။နော်ဒီလိုမျိုးအချင်းချင်းဖောက်ပြန်လို့အချင်းချင်းခွင်းလွတ်ခဲ့ရပါအောင်များနေပြီ။တက်ပြီးတော့တောင်းခံတာလေနော်လုပ်ပုံကတော့ဗျာနော်ဖောက်ပြန်နေမိမိုင်းနဲ့တွေ့မလွယ်ဘူးပဲ။ကဲကဲဘေးအောင်ကတက်ဆန်ဆိုပြီးပြောရမှာလား။ဘေးသားကလည်းမလို့ပြောရပါလား။ခင်ဗျားရဲ့အချင်းချင်းလုပ်ပြရမှာလား။ပြောပြရမှာလား။ အချိန်ကြီးကလည်းပြောပါလိမ့်မယ်တကယ်ဘာမှလည်းမလုပ်တော့ဘူးအချိန်ကြီးကပြောသွားလိမ့်မယ်ဖေယားမသစ္စာဆိုအောင်ပြည့်တဲ့ကတော့လို့ရဲ့ကျွတ်သွားရနေပါလားဘယ်လိုလဲမှန်လားဒီကိစ္စကဘာလို့လဲဆက်လိုက် CCTV တက်တာမှဆိုလဲ CCTV တက်တာကဲသူသွားတဲ့နေရာမှာ GPS တက်ထားရင်လည်းတက်ထားလိုက် CCTV တက်မယ်ဆိုလည်းတက်ထားလိုက်တယ်နော်ကဲဘယ်လိုလုပ်ကြမလဲကျွန်တော်တို့နော်ကျွန်တော်ရဲ့အမျိုးတွေအဲ့လိုပကားတယ်လားပြီးငါကတိပေးတာကမ်းကျန်နေတာရောလို့ခေါ်တော့လည်းကောင်းကောင်းနေစေပြအချင်းပြောင်းပေးနော်မိုးထုံးတဲ့ရေမောင်းတဲ့ နေပြီးတော့နေမှာလာရတော့ပြန်လာပြန်လာတူတူပေါ်နေတယ်မတားပြီးတော့ခုနကနေလာတယ်မတားပြီးခဲ့တော့ခုနကနေပါဆယ်အတူရအောင်သူခါတော့အမေမတက်နိုင်ဘူးဆိုတော့ဒီလိုပဲမတက်နိုင်အခုချစ်တယ်မတက်နိုင်ဘူးဆိုတော့တောင်းနေတူတူပြန်လာတောင်းနေတူတူလူချင်းနေလာခံရတယ်ဘုရားရှင်လက်ခံကြလားအနည်းနဲ့မဟုတ်ဘူးဘုရားတော်ကလည်းပြောလာတယ်။ဒီမှာလည်းနေတော့ သူ့ကိုလိုလို့ပြန်သူ့ကိုလိုနေတော့လိုက်တာပဲလာအားလုံးကြာတာဆိုပြီးတော့ဟောထပ်ပြောမှာပေါ့တော့ရှင်မောင်မမတဲ့အောင်စိတ်ချရှင်မောင်တဲအနေနဲ့စိတ်ငနာလိုတဲ့စိတ်ဖြစ်နေတာပို့ပို့ထိမ့်နေပါဘယ်တော့မှခင်ဗျားထုတ်မပြောစေတာရှင်မောင်လည်းတဲ့ဆက်ခေါ်နေနော် တူလီဘူးတူလီတနာကမနဲ့တနာကမနဲ့တောင်းပန်နေတာနော်ယောက်ျားတွေလည်းအဲ့လိုဆိုပြော့သွားလို့မရဘူးဒါကတော့ဖောက်ပြန်နေတဲ့မိမတွေကိုဒါပပင်းတိုးတဲ့ချိန်မှာသူတို့ဘယ်လိုမျိုးတုံ့ပြန်ခြေပကြလဲဆိုတာပဲဗျာနော်အဲကြတော့တခုကတော့ခိုးပါတယ်လို့ဘယ်တော့မှလည်းပြောမှာမဟုတ်ဘူးဝန်ခံမှလည်းမဟုတ်ဘူးဟောပထမအတွဲဆိုရင် तू ကလည်းခိုးစားသေးတယ် သူကလည်းကက်ကက်လန်အောင်ပြန်ပြောသေးတယ်နော်တခိုးကလူလူခစ်နေတာဗျတော်တော်ကိုကြောက်စရာကောင်းတဲ့မိမဒီလိုမိမမိမကိုကျွန်တော်ကဆက်လက်ပြီးတော့ကလေးမျက်နှာအကြောင်းဆိုပြီးတော့တိခံပြီးပေါင်းသင်းနေလေစီးပွားရေးတိုးတက်ဖို့ပျော်ရွှင်ချမ်းမြေ့ဖို့မလွယ်ဘူးဗျာနော်အဲကြတော့ဒီလိုမျိုးမိမနဲ့တွေ့ရင်ကျွန်တော်တို့ဘဝမှာဘယ်လိုမျိုးရင်ဆိုင်ဖြတ်သန်းမလဲဘယ်လိုမျိုးဆုံးဖြတ်ကြမလဲပေါ့ဗျာနောက်ဒုတိယမိမဒုတိယမိမကကြတော့နော်လင်ငယ်နဲ့ဖောက်ပြန်နေတာကိုအခန်းထဲမှာပပင်းတိုးတယ် နောက်ထပ်ဒီလိုမလုံတော့ပါဘူးဆိုပြီးတော့ဒါဖះမှာသစ္စာစိုးရမလား GPS တွေ CCTV တွေတက်ထားမလားရတယ်ဆိုပြီးတော့ဒါဂရိတွေပေးနေတာဗျာနော်စစ်မှလည်းဒီလိုမျိုးအချင်းချင်းလောက်ခဲ့လို့အချင်းချင်းမိပြီးတော့အချင်းချင်းဂရိတွေဂရိတွေပေးခဲ့ပြီးသွားပြီဒါလည်းထပ်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 ပြီးတော့ဖောက်ပြန်နေတာဗျာနော်ကောင်းမန်တိတာဤတဆူဆူဆိုသလိုပဲခိုးဘူးခိုးစားရှိတဲ့လူကလည်းအตาလေးလစ်တာနဲ့အခွင့်အရေးရတာနဲ့ ိုးကျင်နေမှာပဲဖောက်ပြန်တဲ့မိမကလည်းအခါခွင့်တင့်တာနဲ့ကိုယ်တိုင်အပြင်မှာဖောက်ပြန်လို့ရရင်ရကိုယ်တိုင်အပြင်မှာဖောက်ပြန်လို့မရဘူးဆိုရင်လည်းဒါဒီနေ့ခေတ်ကဆိုရှယ်မီဒီယာတွေကအရင်များတယ်နော် Facebook Viber Telegram တွေကနေပြီးတော့ show show web ပြီးတော့ခိုးပြီးတော့ဒါလူကိုယ်တိုင်မဖောက်ပြန်ဘူးဆိုရင်တော့မှစာတွေနဲ့ဖောက်ပြန်နေနိုင်တယ်ဗျာနော်အဲ့ကြကူကစီးပွားရေးကြီးပွားရေးတွေအပြင်မှာသွားလာပြီးတော့လုတ်ကైနေရပြီဆိုရင်လေဟာ तू ကလင်ငယ်ဘယ်လင်ငယ်နဲ့ဖောက်ပြန်နေမှာပါလဲ တမင်ရောက်နေမှာပါလေစိတ်မချဘူးမယုံသင်္ကာဖြစ်နေရတယ်ဆိုရင်ကျွန်တော်တို့ကလည်းဘလို့မှပြောရှင်ချမ်းမြေ့မှုမရနိုင်တော့ဘူးဘလောက်ပဲဘလို့ပဲဂရိတွေအထက်ထက်ပြီးပြီးဖောက်ပြန်ဘူးဖောက်ပြန်စားရှိတဲ့လူကဖောက်ပြန်နေမှာပဲဗျာနော်ဖောက်ပြန်နေဗီဇာရှိတဲ့လူကဖောက်ပြန်နေမှာပဲအဲ့ကြတော့ကလေးတွေလည်းငဲ့နေလို့မရဘူးအဲ့ကြတော့ကလေးက2ယောက်ရှိလား3ယောက်ရှိလားသူ့ဘက်ကိုယ့်ဘက်ဘလို့ခွဲကြမလဲနော်အဲ့ကြတော့ ဒီဖောက်ပြန်တဲ့မိမဖောက်ပြန်တဲ့ယောက်ျားနဲ့တော့ကျွန်တော်ကရေရှည်ဘွားမှာလက်တွဲသွားလို့တော့မဖြစ်နိုင်ဘူးကိုကလည်းငဘောကြီးအယူကြီးလေးဖြစ်သေးတယ်နော်အဲကြောင့်ဖောက်ပြန်ခံရတဲ့လူကလည်းတကယ်တမ်းတော့တစ်ဖက်မှာကျတော့သူလိမ်သမားလက်သမားခံနေရတဲ့အယူအပေါ်ကြီးလို့ဖြစ်နေတာဗျအဲကြောင့်ကျွန်တော်ကဖောက်ပြန်တဲ့မိမဖောက်ပြန်တဲ့ယောက်ျားနဲ့တွဲနေရပြီဆိုရင်တော့ကျွန်တော်ကစုတ်လဲယူစားလဲယူဆိုတဲ့ brand တိလိုပဲနော်အဲကြတော့တွဲနေရဆိုရင်လည်းကျွန်တော်ကစိတ်မချရဘူး အဲ့ကြတော့ခွဲလိုက်ရတာ၊ကွာရှင်းပြဆဲလိုက်ရတာအကောင်းဆုံးပဲ။အဲ့ကြတော့ကျွန်တော်ကမိခဲကိုကျွန်တော်ကပုံမှန်တိတိနဲ့စုတ်ထားမယ်ဆိုရင်တော့ကျွန်တော်ဘွားကကျွန်တော်ရဲ့လက်ကလောင်မြိုက်သွားမှပျက်စီးသွားမယ်။အဲ့ကြတော့ဒီမိပူနေမှန်းတိတယ်ဆိုရင်တော့ကျွန်တော်ကလက်ကနေပြီးတော့လွတ်တာချလိုက်။အဲ့ကြတော့လွတ်ချလိုက်မှကျွန်တော်တို့လက်ကအပူကနေကင်းဝေးပြီးတော့အေးချမ်းသွားမှဗျာနော်။အဲ့ကြတော့အခုလိုမျိုးကိုယ်မှာဖောက်ပြန်နေတဲ့မိမဖောက်ပြန်နေတဲ့ယောက်ျားနဲ့တွေ့ပြီဆိုရင်တော့နော် first one နဲ့ second one နဲ့တိတ်ပြီးတော့လုံနေနဲ့အဲကြတော့နော်အေးအေးစစ်စစ်အေးအေးချမ်းချမ်းနဲ့ရိုက်တာနဲ့တားတွေမလုံဖဲနဲ့ညီနိုင်ဆွေးနေ့တိုင်ပင်ပြီးတော့ဒါပိုင်ဆိုင်မှုတွေဆိုရင်လည်းပိုင်ဆိုင်မှုတွေကိုတခါနှုတ်နှစ်ဖက်ညီနိုင်ဆွေးနေ့လို့ရရင်ရမရဘူးဆိုရင်တရားရုံးမှာခွဲတန်းချပြီးတော့ဒါကွာရှင်းပြဆဲလိုက်တာအကောင်းဆုံးပဲမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ကဒီမိခဲကိုစုတ်ကင်ထားလေလေပူလောင်ရလေလေပဲဖြစ်မှာပါဗျာ တော့ကျွန်တော်ရဲ့ viewer တွေကျွန်တော်ရဲ့အမျိုးတွေရောဖောက်ပြန်တဲ့မိန်းမယောက်ျားရင်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့အတွေ့အမြင်တွေကို comment မှာရေးခဲ့ပေးပါအောင်ဗျဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြတဲ့တယောက်တိုင်းကိုကျေးဇူးတင်ပါတယ်ဗျနောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ Thank you.